ဟယ်လို good morning ပါဗျာ everybody good morning ပါအဲကျွန်တော်နေချင်းခရိယာမှာဒုတိယမွေးချင်းခံပြီးတော့ဘီယိုဖလာ generation 40မြောက်နေချင်းခရိယာဖြစ်ပါတယ်အဲ doctrine လေးကိုပြောတာပါအာခရစ်တော်ဤဒေသနာဆိုတော့ကျွန်တော်ပြောချင်တာတန်ရှင်းသောဝိညာဉ်တော်ပြင်မာသောအပြည့်ဆို အဲ့ဒါခရစ်တော်ရဲ့ဒေသနာပေါ့မှာမတည်တဲ့သူခရစ်တော်ရဲ့ဒေသနာဆိုယေရှုအကြောင်းကိုတော့ပြောတယ်ယေရှုအကြောင်းကိုပြောတယ်ယေရှုရဲ့နမိတ်လက္ခဏာတွေအကြောင်းပြောတယ်ယေရှုကအဲအဲတကယ်တင်ခြင်းအကြောင်းတွေကိုပြောတယ်ဒါပေမဲ့သူကခရစ်တော်ရဲ့ဒေသနာမှာမတည်သောသူဟာတန်ရှင်သောဝိညာဉ်တော်ပြင်မာသောသူဖြစ်တယ်အတန်ရှင်သောဝိညာဉ်တော်ပြင်မာတဲ့သူဆိုတာဘာလဲဆိုတော့ခရစ်တော်ဤဒေသနာမှာမတည်ဘဲနဲ့ ယေရှုအကြောင်းပြောနေတဲ့သူအဲအဲ့ဒီလူဟာခါစတိန်ကြီးအမင်္ဂလာတင်တော်သူဖြစ်တယ်အဲ့ဒီသူကိုလက်ခံအမင်္ဂလာအခရစ်တော်ဒေသနာမှာမတည်သေးသူပြောတဲ့ယေရှုအကြောင်းကိုလက်ခံအမင်ထူသောသူတိုင်းကအမင်္ဂလာဖြစ်တော့ဒါကြောင့်ငါ့ကိုတခင်တခင်ဦးခေါ်တယ်ကောင်းကင်နိုင်ငံကိုမဝင်ရကြ ငါခမီးတော်အလိုတော်ကိုဆောင်တော်သူသားလေကောင်းကင်ရဲ့အလိုတော်ဆိုတာအဲ့ဒါဘုရားသခင်အလိုတော်ကပါအဲဇေလူတော်မူသောသူကိုယုံကြည်တယ်ဘလို့ယုံကြည်တာလဲဇေလူတော်မူသောသူကိုဖယေဘွားအဖြစ်ယုံကြည်တဲ့သူဟာအဲ့ဒါခရစ်တော်ရဲ့တေသနာမှာပါတဲ့သူအဲ့ဒါခတ်ကျင်းချင်းအမေဇေလစ်တော်တော်မူသောသူဆိုတာဘုရားသခင်အလိုတော်ကငါပြီးသောသူတစုံတယောက်ကိုများငါမပြောက်စေရနောက်ဆုံးဆုံးနဲ့ထူးထူးပေါင်းလို့ထားမြောက်စေရတာ သားတော်ကြည်မြေယုံကြည်တော်သူရှိသမျှထာဝရအသက်ကိုရစေခြင်းကတော့ဘုရားသခင်အလိုတော်ရှိတယ်။အဲ့ဘုရားသခင်ရဲ့အလိုတော်ဆိုတာဘာလဲဆိုခရစ်တော်ရဲ့ဒေသနာမှာတည်သောသူအဲ့ဒါဘုရားသခင်ရဲ့အလိုတော်ဆောင်သောသူအဲ့ခရစ်တော်ရဲ့ဒေသနာဆိုတာဘာလဲဇေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ဆိုတာဘာလဲဘယ်လိုယုံကြည်တာလဲသားတော်ဖယေဘွားအဖြစ်ယုံကြည်တာမဟုတ်ဘူးအဲ့သားတော်ဆိုတဲ့ sonship ကိုစွန့်ပေးတဲ့ ယေဟောဝါယာဝေရဲ့လူစားတိခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ဂျူပယာရဲ့တစုတပါးဒီသောခန္ဓာဟာ Bodies of Christ အယူသားအသွေးနဲ့ပြည့်စုံတဲ့ခရစ်တော်၏ခန္ဓာဖြစ်ကြောင်းကိုပြောတာအဲ့ဒါခရစ်တော်ရဲ့ဒေသနာဖြစ်တယ်အဲ့ဒီခရစ်တော်ရဲ့ဒေသနာကိုမယုံမဲနဲ့နော်ဖယဘွားလို့ယုံတဲ့လူကအဲ့ဒါခရစ်တော်ရဲ့ဒေသနာမှာပါတဲ့လူ ဲ့ဒီလူကတန်ရှင်းသောဝိညာဉ်တော်ပြစ်မှာဘာလို့တန်ရှင်းသောဝိညာဉ်တော်ဘာကြောင့်ဇေလွတ်တာဥပစေဆရာဆိုတော့တီးကြဖျက်ပွားတပါမို့ငါပွားမယ်တဲ့ငါပြန်လာမယ်ကကပါကုံဒီတိုင်ကိုတင်းလို့နေအတူရှိမယ်အဲ့ဒါအဲ့ဒါဟာဘယ်သူလဲဆိုခရစ်တော်ခရစ်တော်ဆိုတာဘယ်သူလဲယေရှုယေရှုဆိုတာဘယ်သူလဲဥပစေဆရာခရစ်တော်ဒီဟုသောဥပစေဆရာအဲ့ဒါပြန်လာတာအဲ့ဒါဥပစေဆရာဆိုတာအနာသာဖျက်ပွားတပါမို့ယေရှုခရစ်တော်ပဲဘာလဲဥပစေဆရာအဖြစ်ပြန်လာတာ ဟမ်တန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ဟာဥစေစရာခရစ်တော်ပဲဖြစ်တယ်အဲ့ဒါခရစ်တော်ကပါလေယေရှုခရစ်တော်ရဲ့ another manifestation လာလေဖြစ်တယ်ဖယပွားမဟုတ်ဒါအဲ့ဒါဟာခရစ်တော်ရဲ့ဒေသနာခရစ်တော်ရဲ့ဒေသနာဆိုတာပါလေဆိုလူစာတိခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာဟာ body of christ ဖြစ်တယ်ဆိုတာအဲ့ဒါခရစ်တော်ရဲ့ဒေသနာအဲ့ခရစ်တော်ရဲ့ဒေသနာမပါဘူးဆိုရင်လူစာတိခံယူတဲ့ ယေရှုခရစ်ကိုဝိမခံသောဝိညာဉ်မိတယ်ဘုရားသခင်နဲ့လုံးဝမသက်ဆိုင်အောင်အဲ့ဒါအန်တီခရစ်ရဲ့ဝိညာဉ်ဖြစ်တယ်နော်လူစာတိခံယူတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာဟာ body of christ ဖြစ်တယ်ဆိုတော့လက်မခံပဲဖယေဘွားတားတော်တပါးကိုခံမဲတော်တပါးကလှုပ်ပါတယ်ဆိုတဲ့အဲ့ဟောချက်ကခရစ်တော်ရဲ့ဒေသနာမဟုတ်ဘူးအဲ့ခရစ်တော်ရဲ့ဒေသနာမဟုတ်တဲ့ယေရှုအကြောင်းဟောပြောတော်သူဟာငါ ်ငါ့ကိုသခင်သခင်ကိုခေါ်တယ်သခင်သခင်ကိုငါ့ကိုခေါ်တယ်ကောင်းကင်နိုင်ငံကိုမဝင်ရဆိုတာအဲ့ဒါဘာကြောင့်မဝင်ရတာလဲခရစ်တော်ရဲ့ဒေသနာမှာပါလို့ခရစ်တော်ရဲ့ဒေသနာဆိုတာပါတယ်အဲခရစ်တော်ရဲ့ဒေသနာဆိုတာလူစားဒီခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေဟာ body of christ ခရစ်တော်ရဲ့ခန္ဓာအဲ့ဒါသားရဲ့အဖြစ်တော်ကိုလူကိုစွန့်ပေးတာဘုရားအသွေးသွန်လောင်ခြင်းအဖြစ်နော် လူကိုစွန့်ပေးတဲ့ blood covenant အဖြစ်လူကိုစွန့်ပေးတဲ့သားရဲ့အဖြစ်တော်ဂိုင်းဆက်ခွဲ grafting အဖြစ်သင်တို့မှန်သောငါဒီမှန်သောသဖြင့်တွေဖြစ်ပြီးသင်တို့ဒီအခက်ဖြစ်ကြရည်ရိုင်းသောတန်လွင်ကိုချိုးပြီးတော့စမစ်မှာစိုက်တဲ့အတွက်ကြောင့်အဲ့ဒီအသီးအဲ့ဒါဦးသီးသောအသီးနှုတ်ကပတ်တော်အဖြစ်ဘွားမြင်သောသားထိုသူကိုလက်ခံသမျှသောသူဒီဟုသောကိုရိုကိုယုံကြည်သောသူဆိုအဲ့ဒီ body of christ ကခရစ်တော်ရဲ့ခန္ဓာ ဒိုင်းဆက်ခွင့်ကိုစွန့်ပေးတာအဲ့ဒါသားရဲ့အဖြစ်တော်ကိုစွန့်ပေးတယ်လို့ခေါ်အဲ့ဒါကိုမယုံကြည်တဲ့သူကခရစ်တော်ရဲ့ဒေသနာမှာပါတယ်သူအဲ့ခရစ်တော်ရဲ့ဒေသနာမှာပါဘူးဆိုရင်ဥပ္ပဆေရာကိုပြစ်မှားတယ်သူဥပ္ပဆေရာဆိုတာပါလေအဲ့ဒါကိုတက်တိခံတာတက်တိခံ၃ပါးရှိတယ်ရေတပါးအသွေးတပါးဝိညာဉ်တော်တော့ပါဝိညာဉ်တော်တော့ပါဆိုတာဥစေစီအောင်ပြောတာဥစေစီအောင်ပါအတွက်သက်သေးကံလူစားတီခံယူတော့အပြစ်မဲ့ပရိဒိရိဆွဲယူလူစားတီဖြစ်ခံယူထင်ရှားတော့ လုကပတ်တော်ယေဟောဝါယာဝေခန္ဓာဟာအတူအတအသွေးနဲ့ပြည့်စုံတဲ့ခန္ဓာဟာ body of christ ဖြစ်တယ်ဆိုတဲ့အကြောင်းဝင်မခံတာအဲ့ဒါဟာယေရှုကခရစ်တော်ဖြစ်ကြောင်းဝင်မခံတဲ့သူဖြစ်တယ်အဲ့ဒါခမီးတော်ဟာသားတော်မဟုတ်ဘူးလို့ပြောနေတဲ့သူဟာအဲ့ဒါခရစ်တော်ရဲ့ဒေသနာမှာပါတယ်အဲ့ဒါဟာ any christ ရဲ့ဝိညာဉ်သားလေးဖြစ်တယ်ခမီးတော်ဟာပါတယ်ယေရှုပဲဖြစ်တယ်သားတော်ကလည်းယေရှုပဲဖြစ်တယ် ဘာလို့ခမည်းတော်အကြောင်းယေရှုခရစ်တော်ပြောတာလဲအဲဘုရားသခင်တင်တို့ဤခမည်းတော်ဒီလိုငါဤခမည်းတော်တင်တို့ဤဘုရားသခင်ဒီလိုငါဤဖေခမည်းတော်တင်တို့ဤဘုရားသခင်ဒီလိုငါဤဘုရားသခင်တင်တို့ဤခမည်းတော်ဒီငါဤခမည်းတော်ဘာကိုမိတ်ဆက်ပေးနေဘုရားသခင်ကိုမိတ်ဆက်ပေးနေအဲ့ဒါဟာ YHWA ဆိုတဲ့ဘယ်သူမှထိတွေ့မြင်တွေ့ကိုင်တွေ့ဖဲ့ရန်လို့မရတဲ့နန်ဝိညာဉ်ဘုရားသခင်ကို မိတ်ဆက်ပေးနေတာဖြစ်တယ်။အဲ့ဒါဘယ်သူလဲဆိုဖယဘွားတစ်ပါးကိုမိတ်ဆက်ပေးနေတာမဟုတ်ဘူး။လူစားတီခိုင်ယူလာတဲ့နှုတ်ကပတ်တော်ဟာယေဟောဝါယာဝေငါသည်ခမည်းတော်နဲ့တလုံးတော်ရတဲ့ဖြစ်တယ်။ I am the Father of one ငါ့ကိုမြင်တော်သူကခမည်းတော်ကိုမြင်တယ်ဆိုတော့ပြောနေတာလည်းဖြစ်တယ်။အဲ့ဒါခရစ်တော်ရဲ့ဒေသနာဖြစ်တယ်။ အဲ့ဒီခရစ်တော်ရဲ့ဒေသနာမတည်ဘူးဆိုတော့ခမီးတော်ဟာသားတော်မဟုတ်ဘူးသားတော်ဟာတန်ရှင်းသောဝိညာဉ်တော်မဟုတ်ဘူးဆိုပြီးဖယေဘွားလုံနေတာအဲ့ဒါခရစ်တော်ဒေသနာကိုမတည်တဲ့သူအဲ့ဒီခရစ်တော်ဒေသနာကိုမတည်တဲ့သူကတန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားသောသူအဲ့ဒီဟာယခုဘုရားနောင်ဘုရားယခုပင်တရားစီရင်ချက်ချင်းတရားစီရင်ခံရနော်အဲ့ဖယေဘွားကိုဟောနေတယ်ခမီးတော်ကသားတော်မဟုတ်ဘူးသားတော်ဟာတန်ရှင်းသောဝိညာဉ်တော်မဟုတ်တန်ရှင်းသောဝိညာဉ်တော်ကခရစ်တော်မဟုတ်ဘူးလို့ပြောနေတယ် တော့ဖယဘွားနှစ်ချင်းခရိယဆရာဂုရုတွေအားလုံးဟာချက်ချင်းတရားစီရင်ရခိုင်တယ်ကျိန်ချင်းအမင်္ဂလာတက်ရောက်လာဖြစ်တယ်ပေါ်လူကျိန်နဲ့အဲ့ဒီတမန်တော်ရှင်ပေါ်လူအထက်ထက်ကျိန်လာတယ်အခြားသောဧဝံဂေလိတရားဆိုအဲ့ဒါအဲ့ဒါခရစ်တော်ရဲ့တည်တနာကိုမပါမပါတော့သူအိမ်မှာလက်မခံနဲ့နော်အိမ်မှာလက်မခံနဲ့မင်္ဂလာရှိစေတော့မပြောနဲ့ဘာဖြစ်လို့ သူဟာချိန်ချင်းအမင်္ဂလာကိုခံရတော့သူဖြစ်တယ်အာမင်သွားထူးတဲ့လူအားလို့ဟမ်အဲ့ဒါခါဆိုချိန်ချင်းအမင်္ဂလာကိုလက်ကားယူတဲ့လူတဲ့လားအဲ့ဒါတန်ရှင်းသောဝိညာဉ်ကိုပြင်မာတာဖြစ်တယ်ခရစ်တော်ရဲ့ဒေသနာကိုမပါဘူးခတ်သိန်းသောစိတ်ဝိညာဉ်ကိုမယုံကြနဲ့ဟမ်စိတ်ဝိညာဉ်လူဒီဘုရားသခင်နဲ့ဆက်ဆိုင်တယ်မဆက်ဆိုင်ဘူးကိုစုံစမ်းကြတော့လူစားဒီအဖြစ်ကြွလာတော့မူသောဝိညာဉ်ကိုဝန်ခံတော့သူ အဲ့ဒါလူဇာတိအားဖြင့်ကြွလာတော်မူသောဝိညာဉ်အဲ့ဒီဝိညာဉ်ကပါတယ်နံဝိညာဉ်ဘုရားတခင်ယေဟောဝါယာဝေ YHWH အဲ့ဒါလူအဖြစ်အပြစ်မဲ့ပရိသတ်တွေဆွဲယူပြီးတော့ immaculate conception အပြစ်မဲ့ပရိသတ်ဆွဲပြီးလူအဖြစ်ခံယူထင်ရှားလာတယ်အဲ့ဒီနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာဟာ body of Christ ဖြစ်တယ်ဆိုတော့ဝေခံလက်ခံတဲ့သူဟာဘုရားတခင် ဖြစ်ပွားစေတော်သူဖြစ်တယ်เนาะအဲ့ဒါ ဒေသနာခရစ်တော်ရဲ့ဒေသနာဖြစ်တယ်။ဒါကြောင့်မို့ခရစ်တော်ရဲ့ဒေသနာမှာ မတီးပဲနဲ့ယေရှုခရစ်တော်အကြောင်းကိုပြောနေတဲ့သူဟာအန်တီခရစ်ရဲ့ဝိညာဉ်ဖြစ်တယ်။ယေရှုအကြောင်းတော့ပြောနေတယ်။ဒါပေမဲ့ယေရှုကခရစ်တော်မဟုတ်ဘူး။ခမည်းတော်အသားတော်မဟုတ်ဘူး။အဲအသားတော်အတန်ရှင်သောဝိညာဉ်မဟုတ်ဘူး။တန်ရှင်သောဝိညာဉ်တော်ခရစ်တော်မဟုတ်ဘူး။ခရစ်တော်ကယေရှုမဟုတ်ဘူးဆိုပြီးအဲ့လိုဖယေဘွားဟောနေတဲ့ကောင်ပါလေဆိုခရစ်တော်ရဲ့ဒေသနာမှာမတီးတော်သူ။အဲ့ခရစ်တော်ရဲ့ဒေသနာမှာမတီးတဲ့သူပါလေ။အန်တီခရစ်ဖြစ်တယ်။ အဲ့ဒါခစတင်ခြင်းအမင်္ဂလာဖြစ်တယ်အဲ့ဒါကိုအိမ်မှာလက်မခံဘူးမင်္ဂလာရှိစေတော့မပြောအောင် ပြောရင်အဲ့ဒါအမင်္ဂလာအမင်္ဂလာကိုနော်ကန်ထရိုက်ဆွဲတာနဲ့အတူတူပဲနော်အဲ့ဒါခရစ်တော်ရဲ့ဒေသနာဆိုတာဘာဘယ်မှာကြည့်မလဲဆိုရှင်ယောဟန်ခရစ်ဝင်ဩရှင်ယောဟန်ဩဝါဒစာအခန်းကြီး1အငယ်အနှစ်ရော1နော်1 1မှာအဲ့ဒါ ယခုဝင်တရားစီရင်ခိုင်တဲ့အပြစ်စီရင်ယူခိုင်အပြစ်စီရင်ယူခိုင်အကြောင်းကအလင်းဒီဤလောကသို့ဝင်တယ်အလင်းဆိုတာပါခရစ်တော်ငါဒီဤလောကကြီးအလင်းဖြစ်တယ်တဲ့နော်ငါနောက်သူလိုက်တော်သူအမဝန်းနေမှာသွားမလားအတက်ကြီးအလင်းကိုရားလိမ့်မည်ဆိုအဲ့ဒါလူဇာတိခိုင်ယူတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ body of christ christ ဖြစ်တယ်ဆိုတော့ဝင်ခံနိုင်သူဟာခရစ်တော်လူဇာတိခိုင်ယူတယ် နော်နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ YHWH ရဲ့ခန္ဓာအယောသာအသွင်းနဲ့ပြည့်စုံတဲ့ခန္ဓာယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့မိုနိုတီဇင်ကိုလက်ခံတဲ့သူကခရစ်တော်ရဲ့ဒေသနာကိုတည်တော်သူဖြစ်တယ်အဲ့ဒါကိုလက်မခံပဲဖယဘွားလို့ပြီးခမီးတော်ကတပါတသက်ဒါတော်ကဖယဘွားသက်တသက်တန်ရှင်သောဝိညာဉ်တော်ဖယဘွားသက်သက်ဆိုပြီးအဲ့လိုခွဲပြီးဟောနေတဲ့ကောင်အားလုံးကခရစ်တော်ရဲ့ဒေသနာမှမတည်ဘူးခရစ်တော်ရဲ့ဒေသနာမှမတည်ရင် तू ဟာ Antichrist ဖြစ်တယ်ဘာလို့ လူစားတိဖြစ်ခိုင်းသောယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်အဲ့ဒါဘုရားသခင်ဝိညာဉ်မဟုတ်ဘူးအဲ့ဒါဘုရားသခင်ဝိညာဉ်ဆိုတာပါလေ Holy Spirit Holy Spirit ဆိုတာပါလေတန်ရှင်သောဝိညာဉ်တော်ရဲ့တန်ရှင်သောဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်ပါလေခရစ်တော်ခရစ်တော်ဒီဆိုတော့ဥပဇေရှေဟာဥပဇေရှေဟာပါအတွက်ငါအကြောင်းကိုတက်တိခံစေခြင်းဟာငါအကြောင်းကိုတက်တိခံရဲဆိုတာပါလူစားတိခံယူရဲနှုတ်ကပတ်တော်ယေဟောဝါယာဝေဟာ bodies of christ ဟာလူစားဒီခံယူလဲနှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာအယောသားအသွေးနဲ့ပြည့်စုံတဲ့ခန္ဓာအဲ့ဒါ bodies of christ ဖြစ်တယ်ဆိုတဲ့အကြောင်းဥပစေစရာတသက်ခန္ဓာအဲ့ဒီတသက်ခန္ဓာအတွက်လိုအပ်တဲ့နမိတ်လက္ခဏာကိုပါလေလောက်တာဖြစ်တယ်နမိတ်လက္ခဏာတွေလောက်ပြီးယုံကြည်အောင်လောက်တာမဟုတ်ဘာလို့လဲအဲ့ဒီနှုတ်ကပတ်တော်လူစားဒီခံယူရဲ့ယေဟောဝါယာဝေခန္ဓာ bodies of christ အယောသားအသွေးနဲ့ပြည့်စုံတဲ့ what become flesh ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသာလေဥပဇေဆရာကသတိခံမှုလာတာဖြစ်တယ်ဒီလားကကဘာကုံဒီတိုင်ငါးနီးတင်းနိုးနေအတူရှိမယ်ဆိုဥပဇေဆရာအဖြစ်ရှိနေတာအဲ့ဒါယေရှုပဲတိရှားဖယ်ရပေါ်မှာမဟုတ်ယေရှုပဲဥပဇေဆရာအဖြစ်ငါသွားမယ်ဘယ်ကိုသွားမှာ transfer position ကိုပြောတာအဲငါဒီအောင်မြင်ခမီးတော်ရဲ့ပလင်မှာခမီးတော်နဲ့အတူထိုင်နေတကယ်အောင်မြင်တော့သူကငါကြီးပလင်မှာငါနဲ့အတူထိုင်ရတော့အခွင့်ကိုပေးမယ်အောင်မြင်ခြင်းဆိုတာအဲ့ဒါ ွက်ထားသောမန္နာဆိုတာအောင်မြင်ခြင်းအလုံးတမာချမ်းသာတာပြောတဲ့အောင်မြင်ခြင်းအလုံးဟာနော် abundant life အသက်နှစ်ပြည့်စုံတော့အဲ့ဒါတွေကဘာလဲအောင်မြင်ခြင်းဆိုတဲ့ခရစ်တော်ဟာခရစ်တော်ရဲ့ဒေသနာမှာတည်တော်သူအဲ့ဒါဟာယေရှုဒီခရစ်တော်ဖြစ်ကြောင်းကိုတည်ခွင့်ရတဲ့ခမည်းတော်ကတိုက်ရိုက်ဖော်ပြခြင်းခံရတဲ့သူကိုအောင်မြင်တော်သူလို့ခေါ်တယ်အဲ့ဒါငါကြီးပြင်မှာငါနဲ့တူထိုင်ရတော့အခွင့်ပေးဘူး အဲ့ဒါ monotheism ဆိုတဲ့ transfer position ပလင်ပြောင်းခြင်းကိုပြောတာဖြစ်တယ်။အလင်းဒီဤလောကလုံးပဲလူတို့ဒီမကောင်းသောအကျင့်ကိုကျင့်တော့ကြောင့်မှောင်မိုက်ကိုတာရွေးနေတဲ့ကြာကြီး။ငါဒီဤလောကရဲ့အလင်းဆိုတာပါလေ။အဲ့ဒါခရစ်တော်ရဲ့တည်တနာ။အဲငါဒီဤလောကရဲ့အလင်းဖြစ်တယ်ဆိုတာ။အဲ့ဒါအဲ့အလင်းကိုလက်မခံလူစာတိခါရွေးတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ Body of Christ ဖြစ်တယ်ဆိုတာ။အဲ့ဒါအလင်း အဲ့ရဆိုင်းရှစ်ကိုပေးတာအဲ့ဒီဆိုင်းရှစ်ကိုဝန်ခံလက်ခံဂိုင်းဆက်ခွင့်ကိုစွန့်ပေးတဲ့ဂိုင်းဆက်ခွင့်ကိုဝန်ခံတဲ့သူပါဒါဝရအသက်ကိုရရတယ်ဘုရားသခင်တားတော်ကိုယုံကြည်တော်သူမိမိအထင်နဲ့ထိုတဲ့တွေကိုရရတယ်ဆိုတော့အဲ့ခရစ်တော်ရဲ့ဒေသနာအဲ့ဒါပါလဲဆိုခရစ်တော်ရဲ့ဒေသနာမှာမတီးတော်သူပါခရစ်တော်နဲ့မဆိုင်ဘူးအဲ့ဒါခရစ်တော်မရတော်သူ ဖြစ်တယ် complex ကိုတလောက်ပဲနော်